အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Java OOBCD ရဲ့အပိုင်း၄ကနေပြီးတော့ကြိုဆိုပါတယ်ကျွန်တော်တို့ဒီနေ့အပိုင်း၄မှာတော့ inheritance အကြောင်းကိုလေ့လာကြမှာဖြစ်ပါတယ်ကျွန်တော် inheritance ဆိုတဲ့အတိတ်ဘယ်ကတော့ကျွန်တော်တို့အမွေဆက်ခံခြင်းလို့တိုက်ပါတာပြင်မယ်ဆိုတော့အတိတ်ပဲရတယ်ပေါ့နော်သူကဘလို့သဘောတရားမျိုးတုံးဆိုတော့ကျွန်တော်တို့ class တွေမှာလည်းတစ်ခုနဲ့တစ်ခုအဲ extend လောက်ပြီးတော့သုံးလို့ရတယ်ပေါ့နော် extend လောက်တယ်ဆိုတော့ကျွန်တော်တို့အမွေဆက်ခံပြီးတော့သုံးလို့ရပါတယ်အဲ့ဒါဘလို့တုံးဆိုတော့ကျွန်တော်တို့တစ်ချက်လေ့လာကြည့်အောင်ပေါ့နော် ဟုတ်ပြီအဲ့တော့ကျွန်တော် class တစ်အစ်စ်တစ်ခုဖန်လေးလိုက်မယ်ပေါ့နော်ကျွန်တော်ဘလို bar class အနေနဲ့ဖန်လေးလိုက်မှာတော့ဆိုတော့ဒီကောင်းလေးကျွန်တော်ဖြတ်လောက်မယ်ပေါ့နော်ကျွန်တော် vehicle ဆိုတဲ့ class တစ်ခုပေါ့နော် vehicle ဆိုတော့ကျွန်တော်တို့ယင်ပေါ့နော်ယင်ဆိုတာကျွန်တော်တို့ဒီစပိန်နေဆိုင်ကယ်တွေအဲမော်တော်မော်တော်ကားတွေပေါ့နော်အဲ့ဒါမျိုးတွေကိုကျွန်တော်တို့ယင်လို့ခေါ်တာပါဟုတ်ပြီအဲ့တော့ကျွန်တော်အဲ့ယင်ဆိုတဲ့ကျွန်တော် ဒီ class လေးတစ်ခုဖန်လေးလိုက်တယ်နော် vehicle ဆိုတဲ့ class လေးတစ်ခုဖန်လေးလိုက်တယ်အဲ့တော့ vehicle ဆိုတဲ့ class ထဲမှာကျွန်တော်အဲဘာလို့ချင်တော့ဆိုတော့ဗောနော်ကျွန်တော်ဟိုဟာတစ်ခုထည့်လိုက်မယ်ဗောနော် method တစ်ခုထည့်လိုက်မယ် method တစ်ခုကကျွန်တော်တို့ကိုးဆိုတဲ့ method ဗောနော်ကျွန်တော်ကိုးဆိုတဲ့ method တွားလိုက်မယ်ဟုတ်ပြီအဲ့ method ကဘာလို့မအောင်ဆိုတော့အဲ့ method ကိုခေါ်လိုက်တယ်ဆိုရင် ကျွန်တော်အန်လန်မှာထည့်လိုက်မှာပေါ့နော်အဲ့မှာတကူခေါ်လိုက်တယ်ဆိုရင်အဲ vehicle is running ပေါ့နော်တွားနေတယ်ပေါ့ vehicle running ဆိုပြီးတော့ပြမိပဲအဲနောက်တစ်ခါပေါ့နော် stop လုပ်လိုက်တယ်ဆိုရင်အဲဒါမှမဟုတ်ကျွန်တော် step လို့ဒီကောင် step လို့ပြလိုက်မှာပေါ့နော်တကယ်လို့ stop လုပ်တယ်ဆိုရင် stop ဆိုတဲ့ method ကကျွန်တော်ဘာလုပ်လိုက်မှာတော့ဆိုတော့ figure it stop ပေါ့နော်ရက်ပြီးသွားပြီလို့ပြန်ပြောပြောမယ်ပေါ့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ယင်ဆိုတဲ့အဲအရာတစ်ခုရသွားပြီပေါ့နော်ကျွန်တော်တို့ object တစ်ခုရသွားပြီအဲ့တော့ယင်ဆိုတဲ့ object ကိုကျွန်တော်ဘာလုပ်လိုက်မှာတော့ဆိုတော့ကျွန်တော်ကကျတော့ယင်ကိုဖန်တီးကျင်တယ်ပေါ့နော်ယင်ဆိုတော့ကျွန်တော်တို့အဲ nebe ကြီးကကျေပြန်လွန်းနေပေါ့နော်ကျွန်တော်တို့ယထားတွေလည်းဖြစ်ဖြစ်မယ်ကားတွေလည်းဖြစ်ဖြစ်မယ်လေရင်လည်းဖြစ်မှာဖြစ်မှာပေါ့နော်အဲ့တော့ကျွန်တော်ကဘာလုပ်လိုက်မှာတော့ဆိုတော့ အဲနောက်တစ် class ခုဖန်နေလိုက်မယ်ပေါ့ကျွန်တော်ကကဆိုပေါ့နော်ကဆိုတဲ့ class ခုဖန်နေလိုက်မယ်အဲနောက်တစ် class ခုထပ်ဖန်နေလိုက်အောင်မယ်ဘာဘာဖန်နေလို့ဆိုတော့ BICY bicycle ပေါ့နော်စပိန်ဆိုတဲ့ class ခုကိုဖန်နေလိုက်မယ်အဲ့တော့ကဆိုတဲ့ class ကလည်းကျွန်တော်တို့ဘဲကောင်းဟိုအဲအမွေစက်ခံပြီးတော့သုံးလို့ရအောင်ပေါ့နော်ကျွန်တော်တို့ဘဲကောင်းမွေးစားပြီးတော့သုံးလို့ရသေးအောင်ဆိုတော့ကျွန်တော်တို့ဒီ vehicle ဆိုတဲ့ဟာကို သုံးလို့ရသေးတယ်ပေါ့နော်ကျွန်တော်တို့ vehicle မှာပါတဲ့ဟာမှန်တယ်များကျွန်တော်တို့စပိန်မှာလည်းသုံးလို့ရတယ်ပေါ့နော်ကားမှာလည်းသုံးလို့ရတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီကားကိုလည်းဘသူရဲ့အဲချိုင်းတစ်ခုအနေနဲ့ဘသူရဲ့အဲလက်အောက်ခံပေါ့နော်လက်အောက်ခံ class ကိုအနေနဲ့တတ်မှတ်လိုက်မှာလို့ဆိုတော့ကျွန်တော်ကအဲ့ဒီ vehicle ရဲ့လက်အောက်ခံ class ကိုအနေနဲ့ကားကိုလည်းတတ်မှတ်လိုက်မှာပေါ့နော်အဲ့တော့အဲ့လိုတတ်မှတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ extend လုပ်ရတယ်ပေါ့နော် EXTE and ဒီ class ရဲ့နောက်မှာဒီလိုရေးရပါတယ် extend အစ်စံလောက်ချင်တဲ့ class ရဲ့နာမည်ကျွန်တော်က vehicle ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီလိုလိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ကားကလည်းဘသူရဲ့အဲတာသမီဖြစ်သွားပြီတုံးဆိုတော့ဒါကျွန်တော်နားလည်အောင်ပြောတာပေါ့နော်ကားကလည်းဘသူရဲ့တာသမီဖြစ်သွားရင်ဆိုတော့ vehicle ရဲ့တာသမီဖြစ်သွားပြီပေါ့နော်ယင်ရဲ့ကားတာသမီဖြစ်သွားပါပြီယင်ထဲမှာယင်ရဲ့အမျိုးအစားထဲမှာပါဝင်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ဟောဒီကားကိုပေါ့နော်ဒီ instant change လုပ်ပြီးတော့ဟောဒီ vehicle ထဲမှာရှိသမျှ မတ်သက်မှန်သမျှကိုကျွန်တော်တို့သုံးလို့ရပြီပေါ့နော်ဒီကားထဲမှာမရှိတဲ့မတ်သက်တွေပေါ့နော် vehicle ထဲမှာပဲရှိတဲ့မတ်သက်တွေကိုလည်းခေါ်ပြီးတော့သုံးလို့ရတော့ပါပြီဘာလို့လဲဆိုတော့ကျွန်တော် vehicle ဆိုတဲ့အကောင်ကိုကျွန်တော်တို့အဲကားကနေပြီးတော့အမွေစက်ကန်ထားလို့ပါပေါ့နော်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်ဒီကောင်လေးကိုကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ main class မှာခေါ်ပြီးတော့သုံးကြည့်မယ်အဲ့တော့ပထမဆုံးအနေနဲ့ instant shape လုပ်လိုက်မယ်ကားဆိုတဲ့ class လေးပေါ့နော်ကား equal to new ကားဆိုပြီးတော့ကျွန်တော် instant shape လုပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်အဲ့ကားတဲ့ကနေပြီးတော့မှကျွန်တော်ဘာကို ခေါ်သွင်းလိုက်မှာတော့ဆိုတော့ step ဆိုတဲ့ function ကိုခေါ်သွင်းလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့တစ်ချက်ကြည့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 ်ပါပေါ့နော်ကျွန်တော်ဒီမှာကားဆိုတဲ့ class တဲမှာဆိုရင်ကျွန်တော်တို့လုံးဝဘာ class မှာဘာ method မှာရှိမရှိဘူးပေါ့နော်ဘာ method မှာမရှိပါဘူးကျွန်တော်တို့ step ဆိုတဲ့ method လည်းမရှိဘူး stop ဆိုတဲ့ method လည်းမရှိဘူးပေါ့နော်ကျွန်တော်တို့လုပ်ထားတာလေးတစ်ခုက vehicle ဆိုတဲ့ class တွေကိုပဲ action လုပ်ထားခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ main activity တွေကနေပြီးတော့ car.step ဆိုပြီးတော့ကျွန်တော်တစ်ချက်ခေါ်ကြည့်လိုက်မယ်ပေါ့ အဲဒီမှာကျွန်တော်တို့ error တက်တယ်ပေါ့နော်ဘာဖြစ်လို့ error တက်လဲချက်ကြည့်မယ်။ဟောဒီမှာကျွန်တော်မပါတဲ့ဟာတွေပေါ့နော်မပါတဲ့ဟာ import လုပ်ထားလို့ပါ။ကပ်ပြီးဒါဆိုရင်ကျွန်တော်တစ်ချက်စပြီးတော့ run ကြည့်မယ်ပေါ့နော်။အဲဒါဆိုရင် vehicle is running ဆိုပြီးတော့ကျွန်တော်တို့ပြနေတယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ဘလို့ကြောက်မို့သူကအဲ့လိုဖြစ်တာတော့ဆိုတော့ကျွန်တော်တို့ကားဆိုတဲ့ကောင်ကလည်း vehicle ရဲ့အဲချိုင်းတစ်ခုဖြစ်သွားပြီပေါ့နော်။ကလေးဖြစ်သွားပြီပေါ့။ vehicle ကလေးဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အဲ ခေါ်တော့လို့ရချင်းဖြစ်ပါတယ်ကျွန်တော်တို့သူ့ရဲ့ပေးရန်ကလပ်ပေါ့နော်ပေးရန်ကလပ်ဆိုတော့မီခင်ကလပ်ပေါ့နော်အဲသူ့ရဲ့ဒီစူပါကလပ်လို့လည်းခေါ်လို့ပြောလို့ရပါတယ်သူ့ရဲ့စူပါကလပ်ကြီးကနေပြီးစူပါကလပ်ဆိုတော့သူ့ရဲ့ဒီပေးရန်ကလပ်ဖြစ်တဲ့ vehicle ဆိုတဲ့ class ကိုပြောတာပါအဲ့ဒီ vehicle ဆိုတဲ့ class ထဲမှာရှိသမျှမတ်သက်တိုင်းကိုသူ့ရဲ့သားသမီးကလည်းဆက်ပြီးတော့အမွေဆက်ခံပြီးတော့သုံးလို့ရသွားတဲ့သဘောတရားပါပဲနော်မိဘပိုင်းတဲ့ပစ္စည်းကိုသားသမီးကယူပြီးတော့သုံးလို့ရတဲ့သဘောတရားပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော် super အဲ့ဒါအဲ့ဒီမှာပေါ့နော်မှတ်ထားရစီတာကကျွန်တော်တို့ vehicle ဆိုတဲ့ class ကို super class လို့လည်းပြောလို့ရတယ်နောက်တစ်ခါ pedestrian class လို့လည်းခေါ်လို့ရပါတယ်ဟုတ်ပြီအဲ့ဆိုကျွန်တော် နောက်တစ်ခါပေါ့နော် bicycle ကလည်းအဲ့လိုပဲသူ့ကို extend လုပ်လိုက်မယ်ပေါ့နော် EHD ND extend vehicle ပေါ့နော်အဲ့ဒီ vehicle ဆိုတဲ့ class ကိုပဲ extend ထပ်ပြီးတော့တုံးကြည့်ပါမယ်အဲ့တော့နောက်ထပ်ကျွန်တော် bicycle လေးတစ်ခုလုပ်လိုက်မယ် ော့ b လို့ပဲပေးလိုက်တော့မယ်ပေါ့နော် new py py cy cne ဟောဒီ b တော့ကျွန်တော်ဒီကောင်းကို stat လောက်ခိုင်းလိုက်မယ်ပေါ့နော် and ဒါဆိုရင်လည်းကျွန်တော်တို့ vehicle runny ဆိုပြီးတော့ပြနေတယ်ပေါ့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နောက်ထပ်ပေါ့နော်ကျွန်တော်ဗာလေးထပ်ပြီးရေးအောင်မလို့ဆိုတော့ကျွန်တော်တို့ ကားနဲ့စပိန်နဲ့မှာပေါ့မတူညီတဲ့ချက်လေးရှိသေးတယ်ပေါ့အဲ့တော့ဗာလေးမတူတော့ဆိုတော့ကားမှာကျတော့ကျွန်တော်တို့အဲဘိန်းပေါ့နော်ဝီဝီကပေါ့နော် WHE ရန်ဘိန်းကကျွန်တော်တို့အဲဘယ်နှခုရှိတုံးဆိုတော့ကားမှာကျတော့ကျွန်တော် sorry double integer ပေါ့နော် integer အနေနဲ့ပြီးလိုက်မယ်ကားမှာကျတော့ဘိန်းက၄ခုရှိတယ်ပေါ့ sorry ဘိန်းက၄ခုရှိတယ်၄ခုလို့တတ်မှတ်လိုက်မယ်ကျွန်တော် bicycle မှာကျတော့ ဘိန်းကနှစ်ခုပဲရှိမှာပေါ့နော်ကဲပြီဒါဆိုရင်သူ့ကိုလည်းအဲ့လိုကျွန်တော်ဒီဘက်ကနေပြီးတော့ခေါ်သုံးကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာက sprint ထုတ်ခိုင်းมาရမှာပေါ့နော် system dot ind print အဲ့ဆိုပြီးတော့ကျွန်တော်အဲကားတွေကပေါ့နော်ကားတွေက we we ကိုထုတ်ခိုင်းနေမှာပေါ့နော်အဲဒါဆိုရင်တော့ vehicle running ဆိုပြီးတော့ကျွန်တော်တို့ force ဆိုပြီးတော့လာပြတယ်ပေါ့နော်ဘိန်းလေးလုံးရှိတယ်ပေါ့ နောက်တစ်ခါကျွန်တော်အဲ့လိုပဲ bicycle ဘက်ကကိုလည်းဘိန်းလေးကိုထုတ်ခန်းကြည့်မယ်ပေါ့နော်အဲ့တော့ system system. out. brand alan ဆိုပြီးတော့ဒီနေရာမှာလည်း b. bicycle. အဲဟုတ်ပြီအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ vehicle running ဆိုပြီးတော့2လို့ဆက်ပြရတယ်ပေါ့နော် ကဲပြီအဲ့ဆိုရင်တော့နောက်ထပ်တစ်ခုပေါ့နော်နောက်ထပ်တစ်ခုလေးအဲထပ်ဆန်းကြည့်ပါမယ်ကျွန်တော်ဒီမှာကြတော့ပေါ့နော်ဒီမှာ vehicle တွေရဲ့နာမည်မပါဘူးပေါ့ကျွန်တော် vehicle ဆိုတာယင်ဖြစ်တဲ့အတွက်ကြောင့်မို့အဲယင်ကအများကြီးရှိနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော် vehicle ကျွန်တော်ဒီရှေ့မှာပေါ့နော်ရှင်ရဲ့နာမည်လေးပါကျွန်တော်တခါလေးထည့်ပေးလိုက်မယ်ဆိုကြပါသူ bicycle ဆို bicycle ကားဆိုကားပေါ့နော်ကျွန်တော်အဲ့လိုလုပ်ဖို့အတွက်ပေါ့နော်သူ့ရဲ့ constructor ကနေပြီးတော့ကျွန်တော် vehicle ရဲ့နာမည်ကိုကျွန်တော်အဲလက်ခံလိုက်မယ်ပေါ့နော်သူ့ရဲ့ constructor ကနေလက်ခံမှာ ဲ့တော့ကျွန်တော် constructor ကနေလက်ခံမှာဖြစ်တဲ့အတွက်ကြောင့်မို့ constructor တကူဆောက်လိုက်မယ် public vehicle ပေါ့နော် vehicle ဆိုပြီးတော့ကျွန်တော်ဘာကိုလက်ခံလိုက်မှာတော့ဆိုတော့အာ name ပေါ့နော် string string demo တကူနေသတ်မှတ်လိုက်မယ် PE HNC ရန်လေး vehicle လို့ပဲပြလိုက်မယ်ပေါ့နော်ဒါဆိုရင်အဲ့ vehicle ကိုကျွန်တော်ကဘာလို့လိုက်မှာတော့ဆိုတော့အဲဒီပေါ်မှာ variable ထဲမှာ တက်မှန်ပြီးတော့ထည့်ပေးလိုက်မှာပေါ့နော်အဲ့တော့ string p e h i c n လေးပေါ့ဒီ string ကိုကျွန်တော် private အနေနဲ့ထားလိုက်မှာပေါ့နော် public အနေနဲ့ထားလို့မထားတော့ဘူးပေါ့တခြား class ကနေပြီးတော့ခေါ်ပြီးတော့ကြည့်လို့မရအောင်ပေါ့နော်ဟုတ်ပြီအဲ့လိုထားပြီးတော့ကျွန်တော်အဲ့ဒီထဲကို instantiate လုပ်ပေးလိုက်မယ် this dot ဒါလေးကျွန်တော်နားမလည်ဘူးဆိုရင်တော့အရှိသင်ခန်းစာလေးကိုပြန်ပြီးတော့ကြည့်ကြည့်ပါပေါ့နော်အဲ့တော့ this dot vehicle ဆိုပြီးတော့ကျွန်တော်ဒီ vehicle ကို instantiate လုပ်ပေးမှလိုက်မယ်ပေါ့နော် ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ကျွန်တော်တို့လက်ခံရရှိလာတဲ့ vehicle ရဲ့နာမည်ကဒီထဲကိုရောက်သွားမယ်ဒီထဲကိုရောက်သွားပြီးဆိုမှကျွန်တော်တို့ဒီနေရာလေးတွေမှာခေါ်ပြီးတော့သုံးမယ်ပေါ့နော်အဲ့တော့ဒီနေရာလေးမှာကျွန်တော်ဘယ်လိုခေါ်သုံးလိုက်မှာလဲဆိုတော့အဲ VE HI CN လေးပေါ့နော် vehicle ဆိုပြီးတော့ကျွန်တော်ရှေ့မှာပေါင်းပြီးတော့ရေးပေးလိုက်မယ်ပေါ့ဒီရှေ့မှာကျွန်တော်ဒီလိုလေးထားလိုက်မယ်ဒီမှာလည်းအဲ့တိုင်းပဲ VE HI CN လေးဆိုပြီးတော့ပေါင်းရေးပေးလိုက်မယ်ဒီရှေ့မှာကျွန်တော် full column လေးထည့်လိုက်မယ်ပေါ့နော်ကွဲပြားသွားအောင်လို့ ကဲပြီဒါဆိုရင်ကျွန်တော်တို့ဒီကားကနေပြီးတော့ဗောနော်ခုနကဟွာတဲ့ကိုကျွန်တော်တို့ပေးတဲ့ class ကိုဗောနော် super class ကိုကျွန်တော်တို့ဒီဟွာလောက်ချင်နေဆိုရင်ဗောနော်ကျွန်တော်တို့ဒီမှာ constructor တဲ့ကိုတန်ဖိုးထည့်ချင်နေဆိုရင်ကျွန်တော်တို့ထည့်လို့ရပါတယ်ဘယ်လိုထည့်လို့ရအောင်ဆိုတော့ကျွန်တော်တို့ဒီမှာဗောနော် super ဆိုပြီးတော့ခေါ်ပြီးတော့သုံးရပါမယ် super ဆိုပြီးတော့ဒီလိုသုံးရင်ရတယ်ဗောနော်ဒီထက်မှာကျွန်တော်တို့ထည့်ချင်တဲ့ vehicle ရဲ့နာမည်ကိုထည့်ရုံပဲဗောနော် vehicle ကကျွန်တော်ကဘာထည့်လိုက်မှာလို့ဆိုတော့အဲဒီမှာကကားဖြစ်တဲ့ကြောင့်ကားဗောနော် အဲနောက်တစ်ခါဟိုဘက်က bicycle ပေါ့နော် bicycle ဘက်မှာလဲသူကစပိန်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ super ဆိုပြီးတော့အဲ super ဆိုပြီးတော့ bicycle ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်တစ်ချက်စမ်းကြည့်မယ်ပေါ့နော်ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်တို့ compilation error ကြီးတက်တယ်ပေါ့အဲဘာဖြစ်လို့တက်တာတုန်းဆိုတော့ ် instant bicycle instant vehicle မှာ instant လုပ်ဖို့လိုတယ်တဲ့ဆက်လုပ်ဖို့လိုတယ်ဟုတ်ပြီဒီမှာကျွန်တော်အဲဘာမှားနေတာတုံးပေါ့နော်ဘာမှားနေတာတုံးဆိုတော့ကျွန်တော်တို့ဒီမှာဒီစုပါအောင်ပေါ့နော်ဒီတိုင်းတိုက်ရိုက်သုံးလို့မရဘူးတဲ့ဘယ်လိုသုံးရမှာလဲဆိုတော့ကျွန်တော်တို့သူ့မှာလဲပေါ့နော် constructor တစ်ခုထပ်ပြီးတော့ဆော့အောင်မယ်အဲ့တော့ကျွန်တော် constructor ထဲမှာပဲထည့်ရေးပါရမယ်ပေါ့နော်ဒီစုပါလေးကိုအဲ့တော့ကျွန်တော်ကျွန်တော် constructor ကဆိုပြီးတော့ public ကဆိုပြီးတော့လုပ်လိုက်မယ်ဒီကောင်းရဲ့ constructor ကိုတော့ဘာမှမလုပ်တဲ့ constructor ပေါ့နော်ဒီထဲမှာထည့်ပြီးတော့ရေးပေးလိုက်မယ် ဒီလိုပေါ့နော် public car ဆိုပြီးတော့ကျွန်တော်တို့အဲ့ထဲမှာပါ super ဆိုတဲ့ကောင်ကိုထည့်ပေးမှာပေါ့နော် super ဆိုတော့ဘာကိုရည်ညွှန်းတာလဲဆိုတော့သူ့ရဲ့ pay rank class ကိုရည်ညွှန်းတာဖြစ်ပါတယ် vehicle ဆိုတဲ့ class ကိုရည်ညွှန်းတာဖြစ်ပါတယ်ဟုတ်ပြီဒီပါလဲအဲ့လိုပဲထည့်ရေးပေးလိုက်မယ်ပိုက်စကေးဆိုပြီးတော့ sorry စူပါကလပ်ကို ထည့်ရေးပေးလိုက်မယ်ပေါ့နော်ကဲပြီဒါဆိုရင်ကျွန်တော်တို့တစ်ချက် run ကြည့်ရအောင်အဲဒါဆိုရင်တော့ပေါ့နော်သူ့ရဲ့ရှေ့မှာကျွန်တော်တို့ရဲ့နာမည်လေးတွေ instant shape လောက်ထားတဲ့ဟာနာမည်လေးတွေပေါ့နော်အဆင်ပြေသွားတာကိုတွေ့ရပါတယ်ပထမဆုံးအနေနဲ့ကားကခေါ်တာဖြစ်တဲ့အတွက်ကြောင့်မို့ကား vehicle running ဆိုပြီးတော့ပြတယ်ဘိန်းပလိုက်ဘိန်းလုံးဆိုတော့၄ဘိန်းအဲနောက်တစ်ခါဘိုက်စကယ်ကခေါ်တာဖြစ်တဲ့တည်းကြမို့ဘိုက်စကယ် VK running ဆိုပြီးတော့ပြတယ်ဘိန်းပလိုက်ဘိန်းဆိုတော့၂ဘိန်းပေါ့နော်အဲကြာဒါကတော့ကျွန်တော်တို့ inheritance တင်ခဲ့တာပဲဖြစ်ပါတယ်ကျွန်တော် inheritance ဆိုတာကကျွန်တော်တို့ class တွေကိုပေါ့နော် class တွေကိုကျွန်တော်တို့ chain class တွေကနေပြီးတော့အမွေဆက်ခံပြီးတော့သုံးတဲ့နေပဲဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့နားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ကျမှတွေ့ကြ